တခါတရံ trochanter အကွဲကိုယောဂရှာပွေပြီးအေးအေးယူရန် ဆုံးဖြတ်ချက်ချပြီးပါကအယိုးအေးသွေးပေါ်မူတည်၍တက်ဆင်မှုတိုင်းကို ဆုံးဖြတ်သည်ဤအတွက်စံတမကုတမှုကို dynamic hip screw ဟုခေါ်ပြီးနောက်ဆုံး၄၀နှစ်အတွင်ပြုလုပ်ခဲ့ပြီးအယိုးအေးသွေးကောင်းမွန်ပါကကောင်းစွာအလုပ်လုပ်သည့် သို့သောအရိုးရည်တွေးကောင်းမှုမရှိပါကကုသမှုကို proximal fixation nail နှင့် traction twig fixation nail ဖြစ်သူပြောင်းလဲခဲ့ပြီးသို့သော90နှင့်95အရွယ်ရှိသူများသည်အလားတူ traction twig အကွဲများအတွက်လာရောက်ကြသည်ကိုလည်းကျွန်ုပ်တို့စတင်တွေ့ရှိခဲ့ပြီးအဲ့ဒီလိုအခြေအနေများတွင်ဤအစ်စ်မြင့်သော nail များသည်တောင်တင်းစွာကင်တွင်နိုင်မှုမရှိနိုင်ပါထို့ကြောင့်ကျွန်ုပ်တို့တွင်တခုခေါ်သောစံနှုန်းအစ်စ်မြင့် nail များဖြင့်တက်ဆင်ထားသောလူနာများရှိခဲ့ပြီးသို့သောဝက်အုံများ ဒီသူတို့လမ်းလျှောက်ရန်စတင်သောအခါတွင်ပြန်ထွက်လာရန်အလားအလာရှိသည်ထို့သောအရာများကိုရှောင်ရှားရန် e-nails နှင့် web ဥများမှတဆင့်အထူးသောထိုးသွင်းနိုင်သောစီးမင်းများကိုထည့်သွင်း၍တည်ငြိမ်စေနိုင်သည်စုစုပေါင်းအားဖြင့်အခြေခံသဘောတရားမှအရိုးအရည်တွေးကောင်းမှုမှာကထိမ့်သိမ့်ပြီးလူနာကိုလှုပ်ရှားစေပါ